လူသားတွေကဘာနဲ့အဝေးဆုံးဘယ်လောက်ထိသွားပူကြလဲအကာသားတွေကိုပထမဆုံးရောက်ပူခဲ့တဲ့ရုရှားအကာသားယာဉ်မှူးယူရီကာကာရင်ကတော့ကဘာမြေပြင်အထက်320ကီလိုမီတာအထိရောက်ခဲ့ပါတယ်ဒီနေရာကမြေပြင်အထက်100ကီလိုမီတာမှာရှိတဲ့ကာမလိုင်းကိုကြောတော့အကာသားလို့ပြောလို့ရပါပေမဲ့ကဘာလေတို့ရဲ့အတမော်စဖီးယားအလောင်းမှာပဲရှိသေးရပါနိုင်ငံတကာအာကာသစကန်ကြီး ISS ကတော့ကမ္ဘာပြင်ပအထက်400ကီလိုမီတာလောက်မှာရှိပါတယ်။သူက LEO လို့ခေါ်တဲ့ Low Earth Orbit အနေပိုင်းကမ္ဘာအပတ်လမ်းမှာပဲရှိပြီးတော့မိနစ်90လေးတစ်ချိန်ကမ္ဘာပတ်ပါတယ်။ နောက်တစ်ခုကတော့ Apollo 8အာကာသယာဉ်မှုတွေပါအာကာသယာဉ်မှုတွေဖြစ်တဲ့ Frank Borman, James Lovell, Willie Anders တို့ကတော့ Live Balloon ကိုပထမဆုံးရောက်ရှိခဲ့ကြတဲ့အာကာသယာဉ်မှုတွေပဲဖြစ်ပါတယ်။သူတို့ကလဘော်ကိုမစင်းတက်ခဲ့ကြပေမဲ့လို့ကမ္ဘာကနေကီလိုမီတာ3,800,600အကွာအဝေးထိရောက်ရှိခဲ့ကြပါတယ်။ပြီးတော့လကနေကမ္ဘာမြင်ရတဲ့ Authorized Photo ဆိုတဲ့ဒီပုံလည်းရိုက်ကူးခဲ့ကြပါသေးတယ်။ကမ္ဘာကနေအဝေးဆုံးကိုရောက်ဖို့ကြရတဲ့သူတွေကတော့ Apollo 13အာကာသယာဉ်မှုတွေဖြစ်ပါတယ်။သူတို့ကအသွားခေးမှာအောက်ဆီဂျင်အိုးပေါက်ကွဲသွားလို့လဘော်ကိုမစင်းတက်နိုင်ကြပါဘူး။ ဒါပေမဲ့လည်းကဘာကနေ4381ကီလိုမီတာအကွာအဝေးထိရောက်ရှိခဲ့ရပြီးတော့လူသမိုင်းမှာအဝေးဆုံးရောက်ခဲ့တဲ့လူသားတွေဖြစ်အမှတ်တမ်းတင်နေခဲ့ကြပါတယ်